this hot new cooking hack. No more raw meat. Roasted saber-toothed tiger steak? Waking up to this new continent view. Spirits, look. I knew Frank from the tribe wasn't doing it alone. I knew it. They're from the future. Something's wrong. Follow for more. This is the Builder Wonder in 20 Years challenge. First team to finish a pyramid gets 1 million gold coins. By Osiris! Bring it on! Tingles, friends. Like we caught a big one. All we gotta do is wait now. Smells good already. AI နဲ့အသုံးပြုပြီးတော့ video creator တွေလုပ်နေတာကိုကိုကို director ပြစ်ချင်တာအဲကိုဖန်တီးချင်တဲ့ video လေးဖန်တီးချင်တာဆိုရင်ဒီနေ့ tools လေးနှစ်ခုကိုကျွန်တော်ကရှင်းပြပေးမယ်အဲ့ခုက အာခုနလိုမြောက်ကြီးဗီဒီယိုမျိုးဖန်တီးထားတဲ့ဟာဆိုရင် tutorial အစအဆုံးက YouTube မှာသူများတွေလုပ်ပေးထားတာအရန်ကောင်းတာရှိတဲ့အတွက်ကျွန်တော် link ကိုထည့်ပေးထားမယ်အဲ့ဒါမျိုးဗီဒီယိုတွေကကိုယ့်ကိုယ်ကို selfie ပဲဖြစ်ဖြစ် vlog ပဲဖြစ်ဖြစ် share ခင်မှာထွက်ပြေးနေတာပဲဖြစ်ဖြစ်အဲ့ဒါမျိုးတစ်ခုခုလုပ်ချင်ဘာနဲ့လုပ်လဲဆိုတော့ Google ကအသစ်ထွက်တဲ့ VO3 နဲ့လုပ်တာသွားမယ် website ကဒီမှာ deepmind.google/models/vo ဆိုတော့သွားမှာကျွန်တော်အဲ့ဒီ link လေးကိုလည်း description ထဲမှာကျွန်တော်ကူးထည့်ပေးထားမယ် uh try in gemini ဆိုတာလေးကိုနှိပ်ရတယ်။ဒါမျိုးပေါ်လာတယ်ပေါ့ဗျာ။ guest status ဆိုတာကိုဒီ free plan မှာပဲနှိပ်လိုက်လို့လည်းရတယ်။အဲ့လို guest status နှိပ်လိုက်ရင်အဲ့ဒီမှာအဆိုရင် gemini 2.5 year ပုံမှန် yoyo တနက် flash ကိုရတယ်ဥပမာ hello of view 3ကိုတုံးမယ်ဆိုရင်ဒီ upgrade ဆိုတာကိုမနှိပ်လို့မရဘူး။ upgrade ကိုနှိပ်ရင်သူကပတ်စံတောင်းပြီ။ဒါပေမဲ့ဆက်စချင်းမတောင်းသေးဘူးတလအစံပြီးတုံးမယ်လို့ပြောတယ်။ um get offer နှိပ်လိုက် service ကို agree ဖြစ်တယ်ဆိုတော့နှိပ်လိုက် နှစ်ပြောင်းရင်ကိုကကို့မှာကတ်တစ်ခုခုတော့ရှိရမယ်ဗျာဟိုဗီဇာကတ်ဖြစ်ဖြစ်မာစတာကတ်ဖြစ်ဖြစ်ပေါ့နော်ပတ်စံရှိရမရှိရတကယ်စားပေါ့နော်အဲ့တော့အဲ့ထဲမှာ woman tree ရဲ့စမယ်ဆိုပြီးတော့ကတ်တစ်ခုခုဖြည့်ရတယ်ဒါတော့ကျွန်တော်ကျွန်တော် ဖြည့်ထားတဲ့ကတ်ဒီပေါ့နော်ဖြည့်ပြီးတော့ subscribe နှိပ်လိုက်အောင်မယ် subscribe နှိပ်လိုက်ရင်သူကဒီကတ်နဲ့ပတ်စံကိုမဖြတ်သေးဘူးအဲ့ချိစပြီးသွားရင်ကိုသုံးကျင်နေခုနလိုဗီဒီယိုအတိုလေးတွေအာရှေ့ခေတ်ကဗီဒီယိုလေးတွေကိုကတစ်ခုခုကင်မရာကိုကင်ပြီးတော့အရှေ့ကနေငါးဘတ်ပြေးနေမယ်အနောက်ကနေ မိအောင်ကြီးတွေကလိုက်နေမယ်အဲ့ဒီအချိန်မှာငါကတော့ဖြင်းဘာပြောမယ်ဆိုတဲ့ဟာမျိုးကို prompt လို့ခေါ်တယ်ကျွန်တော်တို့နောက်ပိုင်းကျရင် prompt engineer နဲ့ပတ်သက်ပြီးတော့အသေးစိတ်သင်ပေးမယ် prompt ဆိုတာစာရိုက်ထည့်ရပါဘူးဗျာအဲ့ငါ့ကိုဘာလုပ်ပေး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 အဲ့လိုစာရိုက်ထည့်ပေးပြီးတော့သူကဗီဒီယိုပြန်ထုတ်ပေးတယ် second 30စာဗီဒီယိုလေးပြန်ထုတ်ပေးတယ်အဲ့ဒါ video 3ပေါ့နော် video 3ရဲ့အသေးစိတ်ကိုရှင်းပြရင်တော့အကျယ်ကြီးပဲမဟုတ်လို့လုတ်ပြီးသားသူတွေရဲ့ video link လေးကိုအောက်မှာထည့်ထားတယ် duration တစ်ခုက gap gap CapCut AI အသစ်ထွက်ထားတဲ့ features ကအရင်မိုက်တယ် free version download ဆွဲလိုက်ရုံပဲဘယ်မှာ download ဆွဲလို့ရလဲဆိုရင် Google Chrome Firefox တခုခုသွားလိုက် CapCut AI for PC အဲ့လိုရိုက်ချလိုက်ဒီမှာ CapCut Desktop ဆိုတဲ့ဟာလေးပေါ်လာလိမ့်မယ်ရှာလို့မတွေ့လည်းပြဿနာမရှိဘူး description မှာကျွန်တော် link ထည့်ပေးထားမယ်အဲ့ဒီမှာဒီစာမျက်နှာကိုရောက်မယ် download for free ဆွဲလိုက်ပြီးသွားရင် CapCut download ဆွဲပြီးသွားရင်အဲ့ဒီ file လေးကို install လုပ်လိုက်ရုံပဲဒါမျိုးလေးပေါ်လာမယ်ဖွင့်လိုက်ရင် ဘာလို့တော့နှိမ့်ရမလဲဆိုရင် AI video maker ကိုစမ်းကြည့်ကြည့် AI video maker မှာ features တွေအများကြီးပါတယ်ကိုယ်နဲ့စမ်းပြကြင်တာက AI video features ပေါ့နော် new video နှိမ့် new project ကိုနှိမ့်ပြီးတော့ dashboard ပေါ်လာမယ် dashboard ကအရင်ရိုးရိုးရှင်းရှင်းပဲတောင်းရတဲ့အဆင်ပြေအောင်လို့လုပ်ပေးထားရတယ်ကပ်ကပ်ကနံပါတ်1က script တော့ကဥပမာမန္တလေးအကြောင်းကျွန်တော်ဖန်တီးမယ်ဆိုရင်ခေါင်းစဉ်ကိုခြိုက်တာပြလိုက်ပါဗျာမန္တလေးအစလန်းရေးရမလဲလက်စလန်းလုံးဝစဉ်းစားလို့မရဘူးဆိုရင်ကိုယ်စိတ်ထဲမှာစိတ်ကူးထဲမှာပေါ်လာတဲ့တခုခုကိုရေးလိုက်မန္တလေးမြန်မာကျွန်တော်အ တူဆုံး prompt ကိုဒီမှာရေးထည့်ထားတာ ChatGPT သွားစီတော့မလို့ तू ကဘာလုပ်ပေးမလဲဆိုရင် create နှိပ်လိုက်မန္တလေးနဲ့ပတ်သက်တဲ့အကြောင်းအရာမန္တလေးနဲ့ပတ်သက်တဲ့ရာဇဝင်ခီးသွားတွေဘလို့အများကြောင်းဘလို့လှပါကြောင်းစသည်ဖြင့်ထိုင်ပြီးတော့နံပါတ်1အနေနဲ့ तू ရေးပေးလိုက်မယ်အဲ့ဒါ CapCut ထဲမှာပါတဲ့ AI ကနေရေးပေးတာကြိုက်တယ်ဆိုရင် use လို့တုံးလို့ရတယ်မကြိုက်ဘူးဆိုရင် cancel နှိပ်ပြီးတော့နောက်တစ်ချိန်ပြန်ပြီးတော့ prompt လို့ရတယ်ကျွန်တော်တို့စမ်းကြည့်လိုက်မယ်နော်အဲ့ဒါဆိုရင်ပထမတစ်ဆင့်ပြီးသွားပြီဒုတိယတစ်ဆင့်က စင်စင်မှာကိုယ်သတင်းကြီးညာသူတွေပါကြီးထည့်ကျင်သေးလားထည့်ကျင်နေဆိုရင်အောက်မှာ avatar တွေအများကြီးခြိုက်တဲ့လူကြီးဆွဲခေါ်ပြီးတုံလို့ရတယ်။မလေးကိုတုံကြည့်မယ်။ setting on သွားမယ်။နောက်ခံ background မပါခြင်းတဲ့အတွက် no background လုပ်လိုက်မယ်။ done နှိပ်လိုက်မယ်။ apply to all scenes အဲ့ဒါနှိပ်လိုက်တဲ့အချိန်မှာထူးခြားကြရဒီညာဘက်အချမ်းမှာသူရေးထားတဲ့မန္တလေးနဲ့ပတ်သက်တဲ့ဇလိုင်းတခုလုံးကဘယ်လိုပြောသွားမလဲဆိုရင်သူပြောမယ့်စကားတွေတခွန်းစီရဲ့ဇညွန်းပုံစံမျိုးအလိုလိုပြောင်းပြီးတော့ကပ်ကပ်ကရေးပြီးသွားတာအဲ့ဒီအချက်ကအရမ်းမိုက်တယ် Our first stop is the famous Kapada Pagoda. It is also known as the အဲ့တော့ကျွန်တော်တို့ဘုရားအကြောင်းနေမန္တလေးအကြောင်းနေသူရှင်းပြနေတဲ့ကိစ္စအပိုင်းတက်ပြီးသွားပြီ။ပြီးသွားတော့ဒီညာဘက်အချမ်းမှာနောက်ခံဗီဒီယိုလေးတွေထည့်မယ်။အဲ့တော့ကျွန်တော်တို့မှာကိုပိုင်ဗီဒီယိုလေးရှင်ကိုပိုင်ဗီဒီယိုလေးထည့်လို့ရတယ်။ကိုပိုင်ဘာသာစကားပြောင်းကျင်နေဆိုရင်ဒီ Avatar ရဲ့ voice မှာကိုကြိုက်တဲ့ကိုယ့်ရဲ့အသံအကုန်လိုက်ပြောင်းလို့ရတယ်။အသံ model တွေအများကြီးပဲ။ကိုကြိုက်တဲ့ကိုပိုင်အသံကိုလည်းထည့်လို့ရတယ်။ရုပ်ကိုလည်း သတင်းကြေညာသူတွေထည့်မလားမထည့်ကြင်ဘူးလားကြိုက်တဲ့ကောင်တွေထည့်လို့ရတယ်သူ့ရဲ့ template တွေအများကြီးပဲနောက်ခံလေးထည့်မယ်အဲ့တော့ကို့မှာဘာမှမရှိဘူးဆိုရင် cap cap ကမိုက်တဲ့တစ်ချက်က generate ai media for all ဆိုတာလေးကိုနှိပ်လိုက်ရုံပဲပြီးရင်ဒီဘက်က match stock media match ဆိုတာကိုနှိပ်လိုက်ရင်သူကသူ့ရဲ့ database မှာရှိတဲ့သူ့ရဲ့စုဆောင်းထားတဲ့အချက်လက်တွေအားလုံးနဲ့က ai generated ဖြစ်တဲ့ပုံရိပ်တွေကျွန်တော်တို့ဒီပြောထားတဲ့စကားတစ်ကြောင်းတစ်ကြောင်းစီရဲ့ပုံရိပ်တွေနဲ့တူညီတဲ့ ုံတွေကိုရှာပြီးတော့နောက်ခံဗီဒီယိုအလိုလိုလုပ်ပေးတယ်အဲ့တော့ကျွန်တော်စမ်းချင်တာမျိုးပေါ်လာတာပေါ့ဗျာ and i hope that you get the chance to visit our next stop is the bustling first market it is one of the largest and oldest markets in mandalay you can find just about anything here from fresh produce to spice ပြီးတော့ရင်နောက်တစ်ဆင့်က element element မှာတခုခုပြောနေရင် subtitle ကိုလိုက်ပြီးတော့အကြောင်းလိုက်တားပေးနေတာလေကျွန်တော်ကတော့အဲ့ features လေးကိုသဘောကျတယ် it is a very peaceful place and i hope that you get the chance to visit အဲ့တော့ subtitle ကိုအဲ့လိုထည့်ပေးရလဲအရန်လွယ်တယ်နောက်ဆုံးတစ်ချက်ကတော့တခြင်းတခြင်းကတော့ကိုကြိုက်တဲ့တခြင်းကိုထည့်ရုံပဲဗောဗျာနောက်တစ်ခု AI video maker တခုစမ်းကြည့်မယ်เนาะဒါမျိုးလေးကိုသွားပြီးတော့ remake နှိပ်လိုက်ရုံပဲအကြောင်းလားဒါပေါ့ကျွန်တော် Spider-Man နဲ့ပတ်သက်ပြီးတော့လုပ်ကြည့်မယ် Spider-Man character ပထမတစ်ကောင်က Spider-Man ပေါ့เนาะ Spider-Man ဝတ်စုံနေဖြစ်မယ် I'm well. Role ka actor ပေါ့ဗျာ။ Rambo ပေါ့။ Chandu ပေါ့နော် enemy အဲ့လိုထည့်ပြီးပြီးတော့စမ်းကြည့်အောင် script သူကသူရေးနေပြီ voice over နောက်ခံအတန်ပေါ့နော် voice over ဆိုတော့နောက်ကနေအတန်ထပ်ပြီးတော့ပြောပေးတဲ့စညွန်းအတန်ထပ်ပြီးပြောပေးတဲ့ကောင်း generated media ဆိုတော့သူကသူပုံနဲ့ကတ်တုန်ပုံလေးနဲ့ဖန်တီးနေတယ်ပေါ့ဘယ်လိုပုံဖြစ်လာမလဲကြည့်မယ် One day, a man in a Spider Man costume was performing on the street, entertaining passers by with his acrobatic moves. He noticed a tough looking guy dressed as Rambo scowling <laughs> at him from across the street. Rambo, Rambo. The Spider Man. <laughs> 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 if I weren't so nice, I'd web that guy up for being so rude. As the day went on, the Rambo impersonator kept glaring and making threatening gestures. When the crowd thinned out, Spider Man wondered what Rambo would do. To his surprise, Rambo approached with a smile and offered to share his. သူကသူဇလန်းနေရေးွားတာနော်သူကသူဇလန်းနေရေးွားတယ်ဇညွန်းနေသူကသူရေးွားတယ်ကိုကဇညွန်းနေပြင်ကျင်မလားအော်ဒီနေရာမှာဒီဇညွန်းပြင်ဒီနေရာမှာဒီဇညွန်းပြင်ဒီပုံပြင်ဒီစာပြင်ဆိုပြီးတော့တခုချင်းစီတကွက်ချင်းစီလော်လော်လေးလိုက်ပြင်လိုက်အောင်မယ်ပြောရရင် export နှိပ်လိုက်အောင်မယ်အဲ့တော့ကျွန်တော်ပြောချင်တဲ့ဒီနေရာအနှစ်ချုပ်က video တွေအများကြီးကိုလွယ်လွယ်ကူကူနဲ့ဖန်တီးလို့ရတဲ့ခက်လေရောက်နေပြီ ဗီဒီယိုအက်ဒီတာတွေအတွက်တော့မှတော်တော်ကြီးကိုကြောက်စရာကောင်းတဲ့ခေတ်ပေါ့ဗျာဒီလို AI နဲ့ဖန်တီးလို့ရတဲ့ဗီဒီယို edit ဗီဒီယို editing tools တွေကိုတော်တော်လေးကိုလေ့လာထားရင်ကောင်းတယ်အဲ့တော့ AI ရဲ့အဓိကအသက်က prompt နဲ့ prompt ဆိုတာကိုကမင်းဘာလုပ်ပါလို့ဆိုပြီးရေးထည့်ပြီးတော့ခိုင်းတဲ့အကြောင်းအရာကို prompt engineering လို့ခေါ်တယ်ကျွန်တော်တို့ခုနလုပ်ခဲ့တဲ့လိုလွယ်လွယ်ကူကူ Spider-Man နဲ့ Rainbow နဲ့ ဇလံရေးဆိုပြီးတန်းရေးလိုက်လဲရတယ်လို့အသေးစိတ်ဘယ်နေရာမှာဘာစကားပြောဘယ်နေရာမှာဘာလုပ်ဆိုပြီးတော့ရေးလို့လဲရတယ်အဲ့တော့ prompt engineer နဲ့ပတ်သက်ပြီးတော့နောက်ပိုင်းမှာအသေးစိတ်ဗီဒီယိုလေးလုပ်ထိုင်အောင်လို့ကျွန်တော်စူးစမ်းပေးမယ်နောက်တစ်ခုကဒီဗီဒီယိုရဲ့ summary ပြသွားတဲ့အပိုင်းအားနှစ်ပိုင်းနံပါတ်1က Google ကအသစ်ထုတ်ထားတဲ့ VO3 VO3 ကတော့ website browser ပေါ်မှာပဲတွန်းရတာအကောင့်ဖွင့် payment method တွေ set up လုပ်လုပ်ပြီးွားရင်တစ်လ free version ရတယ်။ free version မှာခုနကလို selfie ရိုက်နေတဲ့ဟာတွေထွက်ပြေးနေတဲ့ဟာတွေ vlog တွေ high quality နဲ့ဟိုထွက်တာ VO3 ကတော့တော်တော်မိုက်တယ်နံပါတ်2 capcut capcut ကတော့ capcut AI version ကိုတုံးစီခြင်းလို့အရင်မိုက်တယ်ကိုကကို video editor တယောက်ဆိုရင်စမ်းကြည့်ကြည့်ဒါမှမဟုတ်လေကိုက video တွေဖန်တီးရတဲ့ဝါသနာပါတဲ့လူဆိုရင်စမ်းကြည့်ကျွန်တော်အဲ့ဒီနေရာမှာအရင်ညံ့တယ်ဒါပေမဲ့ AI မျိုးဘလို့ဖန်တီးရတယ်ဘလို့ရေးရတယ် idea တွေကိုကြိုက်တဲ့ idea တွေကစားလို့ရတယ်ဆိုတဲ့ကိစ္စကိုခြားပြပေးတာပေါ့ဗျာ